အနုတ္တရောပုရိသဓမ္မတာရတိဂုံတော်ဖွင့်သောဘဂဝါထိုရှိဘုန်းတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏေနသုံးမသိယံတတဝမန်သော၆တလိ၆မြောက်တံမြောက်၏အောက်အောက်တကုံစစ်စစ်ဆုံးဘုံဘုံတင်ပြီးအစဉ်ဖေးလျေ ယင်ကြည်လျောင်းသွေးဆောင်ဆုံးမတော်မူရသောဤအကြောင်းကြောင့်လိအနုတ္တရာပုရိသဓမ္မတာရာတိအနုတ္တရာပုရိသဓမ္မတာရာတိဟူသောဂုံတော်ကြီးဖြင့်အချီဝေမကုံမြမဗုဒ္ဓယောပြန်လိုက်ကြောကြတင်ရှာတော်မူပါ၏တိတကံကြည့်ရှုရအတိပဲ နောတောပုရိသဓမ္မတာရတိကုံတော်သည်ဆုံးမထိုင်သောသရဝါများကိုယဉ်ကျေးအောင်ဆုံးမမှု၌အတုမရှိစွမ်းနိုင်ပါ비သည်ဟူသောအ내ကိုပြသည်အနောတောပုရိသဓမ္မတာရတိနောတောအတုမရှိမြက်သည်ပုရိသယောက်ျားတတဝါဓမ္မဆုံးမထိုက်သူတာရတိဆုံးမနိုင်သည်အောက်အောက်ထက်ကုန်း အောက်အောက်သီလကုန်နဲ့အထက်ထက်ဇမတ်ဘုံများအစင်းစင်ဆုံးလင်းအောင် အဖုံးပုံသင်ပြီးပြီလျင် အစင်မပြတ်ဖိဖိမာမာဆောင်းလျှောက်တော်မူသည်တောစင်ရိုင်းမြင်းရိုင်းများကိုရင်ကြီးအောင်ဆုံးမမှု၌အတုမရှိကျွမ်းကျင်သောစင်စရာမြင်းစရာတို့သည် အလွန်ရိုင်းပြသောစင်မြင်းများကိုတဖြည်းဖြည်းရင်ကြီးလအောင်ဆုံးမပြီးလျင် မင်းတို့၏စီတော်စင် စီတော်မြင်များဖြစ်သောရောက်စီနိုင်တဲ့ကဲ့သို့ရှင်တော်မြတ်ဘုရားလေလောကဝိတုကုံတော်၌ပြခဲ့သည့်အတိုင်တရားတော်ဤအတွင်စိတ်ကို ရှင်တော်ဘုရားရှင်သိမြင်တော်မူသောကြောင့်ဆုံးမဖို့ရင်တင့်တော်သောတရားဝါများကို တွေ့မြင်တော်မူသောအခါ၆၍ဆုံးမမှကျွတရားရမည်သူဖြစ်လျင်၆၍ဆုံးမတော်မူ၏မြောက်ပြင်း၍ဆုံးမမှကျွတရားရမည်သူဖြစ်လျင် ်မြောက်ပင်၍ဆုံးမတော်မူသည်ထို့သောဆုံးမရ၌ပင်ကိုယ်ကသီလမရှိသူဖြစ်လျင်သီလ၌တည်စေတော်မူ၏သီလရှိပြန်လျင်လေအထက်အထက်ဇန္တရာမတရားတို့ကို ထိုသူ၏ပါရမီအားလျော်စွာ တိုးတက်၍ရအောင်ဆုံးမတော်မူ၏ထိုဘဝ၌မြည်တိတရားကိုမြမရတတ်လျင်နောက်တော်ဘဝ၌အထုံးပါအောင်ဆုံးမတော်မူ၏ ဘုရားရှင်၏အဆုံးအမကိုတည်ကြခံယူရလျှင်မယင်ကျေးသူမရှိယင်ကျေးသူကြီးသာဖြစ်ကြလေသည်ဤနေရာဝယ်ရက်တည်း၍ဘုရားရှင်၏စိတ်တော်ကြည်လင်ပုံဉာဏ်တော်ထမြက်ပုံ ထိုဉာဏ်တော်ဖြင့်ဟောပြောဆုံးမဖို့ရန်တရားမျိုးစုံကိုသိတော်မူပုံ ထိုတရားမျိုးစုံမှသိတော်သောတရားတို့ကိုရွေးချယ်၍တရဝတရားဝဆုံးမတော်မူလျှင် တရားသူရဘောဘောအာယုံပြုကဖျားရှင်၌ကြီးညိုစိတ်တူပေါ်အောင်ကြိုးစားကြပါလေတိုက်တွန်းချက်ဤစကားအစဉ်ဖြင့်ဖျားရှင်သည် တွေ့သည်မြတ်တရားတိုင်းကို အကျွတ်တရားရအောင်ဆုံးမတော်မူသည်မဟုတ်အထိုင်အလိုက်တရားသူရလောက်သောဗာရမီအခမ်းရှိသူဘုရားဉာဏ်တော်ဖြင့်ကြည့်ရှု၍အထူးဆုံးမတော်မူသည်ဟုနားလည်ကြပါဘုရားရှင်လက်ထက်တော်၌ တဝတိပြည့်ရှင်ဘရင်ကောသလမင်းကြီးနဲ့မိဘကောင်ကြီးမလိကာတို့သည်ဖရာเจ้าတကာเจ้าမဖြစ်၍ဖရာကိုလွန်စွာကြီးညိုကြတရားကိုလည်းမကြမကြနာရပါလျက်မြည်တိတရားသူကိုမြရာကြသည်ဟုကြံကန်၌မတွေ့ရပါယခုကာလ၌တရားလွန်၍ပညာနေပါသူတို့ကဖရာနှင့်တွေ့လျင်မင်းဧကတရားသူရနိုင်မည်ဟု မျော်လင့်နေကြရောမက ယခုဘဝမှာပင်အတော်တန်တက်သည့်နားလေသူကိုစီးကဲ့ရလျင်ထိုသူဤတရားတွေမိမိမှာအလိုလိုကုဆက်လာလိမ့်မည်ဟု တွေးဆကြ၏ကိုအားထုံးမှကိုရနိုင်သည်ကိုကမသိရှာကြကုန်ထို့ကြောင့်နောင်ဖွင့်တော်မူလာမိဖယားရှင်နှင့်တွေ့ရသောအခါ၌လည်းဆုံးမတိုက်သော ပါရမီအခမ်းလုံလောက်ပြီးသူဖြစ်အောင် ယခုလိုအတော်အတန်တက်သည့်နားလေသောဘဝကောင်းကဖြစ်ခွင့်ကြုံသောပါရမီအလုံးကိုတိမ်ကြုံ၍ဖြည့်ကျင့်ကြပါကုန်